ကျန်းသားကျန်းသူများမင်္ဂလာပါဆရာကတော့ဒသမရန်တင်ယူသည့်မြန်မာစာပါရရက်ကိုတင်ပြဆွေးနွေးသွားမယ်ဆရာဦးဝေရအောင်ဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့လှိုင်းကလေးတင်ဆိုတဲ့ကဗျာအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်ဒီတင်ကန်းစာကိုလေးလာခြင်းအဓိကရည်ရွယ်ချက်ကတော့မြေတိနေရမြေတိဒေတာရရှိကမှုသူတစ်ပါးအကျိုးကိုဆောင်ရွက်တတ်သော စိတ်ဓာတ်ရှိစေဖို့ သူတစ်ပါးအကူအညီစောင့်ရှောက်ခြင်းကယ်ဆယ်ခြင်းရာဆိုလို့ရှိရင် လေးစားပွဲကုံကြီးဖြစ်ကြောင်းသိရှိစေဖို့နောက်လေးစိတ်ကပြားကိုရွတ်ဆိုတက်စေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်ဓမ္မအောင်ဆုံးနေနဲ့ဆရာတို့ကဒီ line လေးတင်ကပြကိုဘယ်ခင်မှရေးခဲ့တာလဲဘာကပြမျိုးစားလဲဘယ်သူရေးခဲ့တာလဲဆိုတာကိုလေ့လာကြည့်ကြရအောင် line လေးတင်ကပြကိုကိုလိုနီခင်မှရေးခဲ့တာပဲဖြစ်ပါတယ်အမျိုးအစားကတော့၄ချိုးကပြမျိုးစားဖြစ်ပါတယ် ဒီ line လေးတင်ကြပြကို colony ခေတ်စာဆိုဆရာစောကြီးကနေရေးခဲ့တာပဲဖြစ်ပါတယ်ဆက်ပြီးတော့ဆရာစောကြီးရဲ့အထုပ်ပတိအကျင့်ကိုလေ့လာကြည့်ကြရအောင်ဆရာစောကြီးကဆိုလို့ရှိရင်1909ခုနှစ်မှာဖွားမြင်သူဖြစ်ပါတယ်ဇာတိကတော့ဖျာပုံမျိုးဇာတိဖြစ်ပါတယ်သူ့ရဲ့အမည်ရင်းကတော့ဦးသိန်းဟန်ဖြစ်ပါတယ်ဆရာစောကြီးအရဆိုလို့ရှိရင်ငယ်စဉ်ခါတုန်းကဖျားပုံမျိုးသားအထက်တန်းကျောင်းရန်ကုန်မြို့မှာအမျိုးသားအထက်တန်းကျောင်းတို့မှာပညာသင်ခဲ့ပြီးတော့ ရန်ကုန်တက္ကသိုလ်ကနေမြန်မာစာမဟာဝိဇ္ဇာပွဲနဲ့အင်္ဂလိပ်စာမဟာဝိဇ္ဇာပွဲတို့ကိုရရှိခဲ့တဲ့သူဖြစ်ပါတယ်နောက်ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှုတက္ကသိုလ်များဗဟိုစာကြည့်တိုက်မှုတာဝန်တွေကိုနှစ်ပေါင်းများစွာထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။စာပေဆိုင်ရာပညာရေးဆိုင်ရာတာဝန်မျိုးမျိုးကိုလည်းထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဒါတွေအပြင်ကြပြဝိတုတို့ပြဆက်စာပေရင်ကျင်းမှုဆံရဆောင်းပါးတွေတုဒိနစာရန်နေစတဲ့စာပေအမျိုးမျိုးကိုရေးသားခဲ့သူလည်းဖြစ်ပါတယ်ခရစ်နှစ်1990ပြည့်နှစ်မှာတော့ကွယ်လွန်သွားခဲ့ပါတယ်ဆရာဇော်ကြီးရဆိုလို့ရှိရင်ခေတ်ဆန်းစာပေလှူရှားမှုကိုဦးဆောင်သူတခုဖြစ်ပါတယ်သူရေးခဲ့တဲ့စာအုပ်တွေကတော့ဗဒောက်ရွှေဝါကြပြများဗေဒာလန်းကြပြများဇော်ကြီးကြပြပေါင်းချုပ်ရှေးခေတ်ပကံ ကဗျာများနဲ့အခြားကဗျာများမဟာစံကျင်သူပြဆက်တခင်ကိုရောမိုင်းတီကတိတ်နှိကြတီကပလီတိုနီရန်ယတစာပေအဖွင့်ယတစာပေနီရန်မိုးကျယ်မူလာနဲ့နိုဘယ်ဆုရဝိထုတို့များလန်တင်နဲ့အခြားဝိထုတို့များနင်လာဟဲ့ချစ်ဒုက္ခနဲ့အခြားဝိထုတို့များစတဲ့စာအုပ်တရားဆိုလို့ရှိရင်ဆရာဇော်ကြီးရဲ့ထင်ရှားတဲ့လက်ရာတွေပဲဖြစ်ပါတယ် ဆက်ပြီးတော့ဆရာတို့ကဆရာစောကြည့်ရေးခဲ့တဲ့လှိုင်းကလေးတင်ဆိုတဲ့ကြပြလေးကိုဆရာဒီနေရာမှာလေးချိုးကြပြပုံစံတိုင်းမဆိုဘဲနဲ့ဆရာတို့တချင်းလိုမျိုးဆိုကြည့်ကြရအောင်ပြင်းကျဲကျဲပင်လေစခန်းစီကဒီကံရန်စီရီဦးစီတို့ဖူးမြော်ရန်ရောက်လာရင်ပြလာโอ้เชลไลกะเลดิน ကန်းရောက်ပြန်တော့ဖြောက်ဖြောက်မြည်တန်ကျူ၍ငကိုမူစွန့်ငါပြစ်ပါလို့မူတစ်တစင်ချဲ၍ပြင်ကျဲတဲ့ပင်လဲစကန်းစီတို့မြန်ကြွားမိတွင်မြန်ကြွားမိတွင်ဘေဒီတစီက တင်ကြွကတီကိုလာ၍ပေနီယာပေစိတ်ကံစီတို့မြန်မဲလို့တင်ဟန်ပြင်းကြံခြင်းဘူးဒီအေးဒုကရေစိတ်ထဲငါဆင်ခြင်းငယ်တင်လာစဉ်ပင်လဲလမ်းမှာဖြင့် မုံနိုင်လေလှိုင်းရကြံတော်ကြောင်းပန်းကဲ့သူစင်ရောငှက်ကိုလာကြောထဲဝဲဆောင်ယူတဲ့၍ဖောင်းတဖွဲတင်ကူမာရဲလူတွေးစားကားဒီအလွန်ရဲ့နဲ့ဝမ်းမြောက်တယ်လေ ဝမ်းဝမ်းမြောက်တယ်လေဒါကတော့20ရာစုတုန်းကဆရာစောကြီးရေးခဲ့တဲ့လိုင်းကလေးတင်ကြပြပဲဖြစ်ပါတယ်ဆက်ပြီးတော့ဒီကြပြရဲ့အဓိပ္ပာယ်လေးကိုလေ့လာကြည့်ကြရအောင်ပထမအဆုံးဘလိုမျိုးစချစ်ထားလဲဆိုတော့ပြင်းကျဲကျဲပင်လဲစကန်းစီကဒီကန်းရံစည်းသည့်ဥစီတို့ဖူးမြော်ရန်ရောက်လာရင်ပေလား ဘောအိုအချင်းလိုင်းကလေးတင်တဲ့ဒါကတော့မေးမြန်းလိုက်တဲ့အမေးပုံစံလေးနဲ့မေးထားတာပါဒါဒီပင်လဲအပြောကြဲတဲ့ပင်လဲပြင်းကြီးစီကနေလိုင်းကလေးတွေကန့်ဆက်ကိုရောက်လာတယ်လိုင်းလုံးလေးတွေရိုက်ခတ်တယ်အဲ့ဒီလိုင်းလုံးလေးတွေကိုကြည့်ပြီးတော့စာဆိုကမေးလိုက်တဲ့မေးဟန်မျိုးနဲ့သူကရေးထားတာပဲဖြစ်ပါတယ်ဒီပင်လဲကန့်ဆက်ကိုရောက်လာခြင်းအားဆိုလို့ရှိရင်တဲ့ဒီကန်းဆက်မှာရှိနေတဲ့ဈေးဒီကိုဖူးမြော်ဖို့ရောက်လာခြင်းပေလား အချင်းလှိုင်းကလေးတင်လို့မေးလိုက်တယ်ဒီလှိုင်းကလေးတွေကိုကြည့်ပြီးတော့သူကဘာတွေးမိလဲဆိုတော့ဆက်ပြီးကြည့်ရအောင်ကမ်းရောက်ပြန်တော့တပြောက်ညီတန်ကျွေငโกမူစွန့်ကပြပါလို့မူတစ်တစင်ချဲ၍ပြင်းကျဲကျဲပင်လဲစကန်းစီတို့မြန်းကြွားမိတွင်လိုင်းလေးရဆိုလို့ရှိရင်ဘယ်ဒေတာစီကနေလာမှန်းလည်းမသိဘူးဒါပေမဲ့လို့ဒီကန်းကိုရောက်တဲ့အခါမှာငโกသူလာတဲ့ပုံစံတိုင်းမဟုတ်ပဲနဲ့ဟန်ပန်အမူအရာတစ်မျိုးပြောင်းသွားပြီးတော့နောက်အပြောကျတဲ့ပင်လယ်စကန်းစီကို ညံကြွားတော့မဲ့ဟန်ပြင်းနေလို့မျိုးသူခံစားရတယ်ဆိုတဲ့အကြောင်းကိုရေးထားရပဲဖြစ်ပါတယ်။ဆက်ပြီးတော့သူကဗာပြောထားလဲဆိုတော့ဘယ်ဒေတာစီကတင်ကြွကဒီကိုလာ၍ဘယ်နေရာဘယ်စိတ်ကန်းစီတို့ညံမဲ့လို့တင်ဟန်ပြင်းကြံကျင်ဘူးဒီအရေး။အဲ့ဒီလိုင်းကလေးတွေဟာဘယ်ဒေတာစီကနေရောက်လာကြတာလေ။ဟောဒီကန်းဆက်ကိုရောက်လာပြီးတဲ့အခါမှာအမူဟန်တစ်မျိုးနဲ့နောက်ဘယ်ဒေတာကိုများဆက်ပြီးတော့ သွားမှလဲဆိုတာကိုစာဆိုကသူမတွေးတော့တတ်ဘူးမစင်းစားတတ်ဘူးမကြံစီတတ်ဘူးဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုရေးထားတာဖြစ်ပါတယ်နောက်တစ်ခုကဒီ line လေးတွေကိုကြည့်ပြီးတော့သူရဲ့ ထန်စားချက်ကလေးကဘလို့ဖြစ်ပေါ်လာလဲဆိုတော့ဒုက္ကရေစိတ်ထဲငါဆင်ခြင်းကတင်လာစဉ်ပင်လေလမ်းမှာဖြင့်မုံတိုင်းလေလှိုင်းရီကျန်းတော်ကြောင့်ပန်းခဲ့သူဇင်ရောင်ငှက်ကိုလာကြောထက်ဝဲဆောင်ယူတဲ့၍ဖောင်းတပွဲတင်ကူမရလေလို့တွေးဆကဒီအလွမ်းရင်နဲ့ဝမ်းမြောက်တယ်လေနောက်ဆုံးတော့စာဆိုကဒီလှိုင်းကလေးတွေကိုကြည့်ပြီးတော့သူကဝမ်းမြောက်ခြင်းကိုခံစားလိုက်ရတယ်။ဘာကြောင့်ဝမ်းမြောက်ခြင်းကိုခံစားလိုက်ရလဲဆိုတော့ဒီလှိုင်းလေးဟာဘယ်ကနေလာပြီးဘယ်ကို သွားမယ်မနော်သူမတည်ဘူးဒါပေမဲ့ဒီလိုင်းလေးရာဆိုလို့ရှိရင်သူတို့လာခဲ့တဲ့လမ်းတစ်ချောင်းမှာလေမုန်တိုင်းကြောင့်နောက်လိုင်းလုံးနေကြောင့်ပင်မနေပြီဖြစ်တဲ့ဇင်ရောငှက်ကလေးအဲ့ဒီဇင်ရောငှက်ကလေးကိုသူကကြောထက်မှာဆောင်းတဲလာတဲ့ဖောင်းတစ်ဖွဲလိုမျိုးလှောက်ဆောင်ခဲ့တဲ့တနည်းအားဖြင့် သူတပားအကျိုးဆောင်ခဲ့တာလေးကို तू ကတွေးမိပြီးတော့ဒီအတွေးလေးတစ်ခုကြောင့် तू ဟာဒီ line ကလေးတွေကိုကြည့်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်ဆိုတဲ့အကြောင်းကိုရေးထားတာပဲဖြစ်ပါတယ်။အဲ့တော့ဒီကြပြာကိုလေးလာလိုက်တဲ့အခါမှာဆရာတို့ကဘာကိုတွားပြီးတော့တွေးရလဲဆိုတော့ဘယ်နေရာမှာရောက်နေတယ်ဘယ်ဒေတာကိုတွားမယ်ဘယ်ဒေတာကိုလာမယ်ဆိုတာတွေကအရေးမကြီးဘူး။ရောက်တဲ့နေရာမှာသူတပားကိုကူညီတတ်တဲ့စိတ်ဒီလိုမျိုးစိတ်ဟာအင်မတန်မှ လေးစားပွဲကောင်းနေဆိုတဲ့အကြောင်းကိုဆရာတို့ကခန်းစားသိရှိရတာပဲဖြစ်ပါတယ်။ဒါကတော့ခက်စစ်အဖွင့်ဖြစ်ပါတယ်။ဒီခက်စစ်အဖွင့်တွေကိုအကြောင်းသားအကြောင်းသူတွေကစမှတ်ထားဖို့လိုအပ်ပါတယ်။ဒီခက်စစ်အတိတ်ပဲတွေကိုသိရှိမှသာလင်ကြပြားကိုဖက်ရှုလေ့လာတဲ့အခါမှာဒီကြပြားဘာလို့ဆိုလိုတယ်ကြပြားရဲ့အတိတ်ပဲကဘာဖြစ်တယ်ဆိုတာကိုတိတိကျကျနားလည်မှာဖြစ်ပါတယ်။ ဆက်ပြီးတော့အလင်္ကာတွေကိုကြည့်ရအောင်ဒီမှာဆိုရင်မြည်တန်းဆွဲလင်္ကာဝင်္ကာဝတီလင်္ကာဥပမာလင်္ကာအတူချုံပြီးပြောရရင်မြည်တန်းဆွဲလင်္ကာဆိုတာမြည်တန်းကိုထည့်သွင်းရေးဖွဲ့ထားတဲ့အတွက်ကြောင့်မြည်တန်းဆွဲလင်္ကာလို့ခေါ်တယ်ဝင်္ကာဝတီအလင်္ကာဆိုတာကတော့ဓာတ်ရိုက်မရေပဲနဲ့တွယ်ဝိုက်ရေးဖွဲ့ထားတဲ့အတွက်ကြောင့်ဝင်္ကာဝတီလင်္ကာဖြစ်တယ်ဥပမာလင်္ကာဆိုတာကတော့အနှိုင်းခံကိုအနှိုင်းနဲ့ခိုင်နိုင်ရေးဖွဲ့ထားတဲ့အတွက်ကြောင့်ဥပမာလင်္ကာဖြစ်ပါတယ် ရှေ့ရတဲ့ငန်းစာတွေကိုကြေညက်ညက်လေးလာသိရှိခဲ့ပြီးပြီဆိုရင်တော့ခုဖော်ပြပေးထားတဲ့မေကွန်တို့တွေကိုလည်းရွယ်ကူစွာဖြည့်ဆို့နိုင်မှာပဲဖြစ်ပါတယ်။မေကွန်တို့တွေကိုဖြည့်ဆို့တဲ့အခါမှာစလုံးပေါင်းတပ်ပုံလုံးဝမလိုမရပါဘူး။နောက်တစ်ခုကတော့မေကွန်းရှိဖြစ်ပါတယ်ဒီမေကွန်းရှိကိုဖြည့်ဆိုတဲ့အခါမှာသူ့ရဲ့မေးထားတဲ့မေကွန်းနဲ့အံဝင်ခွင့်ကြဖြစ်အောင် လိုက်လျောညီတွေဖြစ်အောင်ရေးဖွဲ့ပေးဖို့လိုအပ်ပါတယ်အဲ့ဒီလိုရေးဖွဲ့တဲ့အခါမှာလည်းအချက်လက်ပြည့်ပြည့်စုံစုံပါဝင်မှုကလည်းအရေးကြီးပါတယ် နောက်တစ်ခုကတော့လေ့ကျင့်ရမေကွန်များဒီလေ့ကျင့်ရမေကွန်များဆိုတာ ကတော့ចောင်းသားတွေကိုစံတက်တဲ့မေကွန်ပဲဖြစ်ပါတယ်ဘာတွေကိုစံတက်တာလဲဆိုတော့ចောင်းသားចောင်းသူတွေရဒီကြပြာကိုလေ့လာလိုက်တဲ့အခါမှာဘလို့အသိပညာဘုဒ္ဓတရားရတော့လဲဘလို့ခံစားချက်တွေဖြစ်ပေါ်သွားလဲဘလို့ခံချက်တွေပြောင်းလဲသွားလဲဒါမျိုးတွေကိုစံတက်တဲ့မေကွန်ဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မလို့ဒီចောင်းသားចောင်းသားចောင်းသူတွေရဆိုရင်ဒီလေ့ကျင့်ရမေကွန်များကိုဖြစ်ဆိုတဲ့အခါမှာမိမိရဲ့ ထင်မြင်ချက်တွေယူဆချက်တွေခန်းစားချက်တွေဒါတွေပေါ်မူတည်ပြီးတော့ပြေဆိုပေးရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်